င်ကန်ပြိုမီတို့အားမှန်စီစဉ်ကနေပြန်လဲချုပ်ဆိုလိုက်ပါတယ်ဒီရက်ပတ်မှာတော့တော်လန်ပြိုမီတို့ကို အားမှန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ရင်းမပင်ဆလင်းကြီးရွာပေါင်းစုံတပိတ်ရဲ့အဖွဲ့ဝင်တအူလဲဖြစ်အမျိုးသမီးမဟာမိတ်အင်အားစုရဲ့အဖွဲ့ဝင်တအူဖြစ်သူမတ်စင်မာဝေပဲဖြစ်ပါတယ် အမရေမင်္ဂလာပါနော်။ဟုတ်ကဲ့မင်္ဂလာပါ။အမနမီလေးနဲ့အခုလက်ရှိလှုပ်ရှားနေအဖွဲ့စည်းလို့မိတ်ဆက်ပေးလို့ရမလားရှင့်။ဟုတ်ကဲ့ပါဒီပေါ့နော်။အမနမီကတော့မက်စင်မာဝေပါလို့လက်ရှိကတော့ရမပင်စာလင်ကြီးရွာပေါင်းဆောင်တပိတ်ကော်မတီအဖွဲ့ဝင်တဦးဖြစ်တယ်လို့ WB အမျိုးသမီးမဟာမိတ်အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်လို့ဟုတ်ဒီအမကဒီအမျိုးသမီးမဟာမိတ်အင်အားစုမှလည်းဖွဲ့ဝင်နော်အဲ့မှာရောအမကဘလို့နေရာကနေပြီးရောပေါ့နော်ဘလို့ခန်းခန္ဓာကနေပြီးရောတောင်ယူဆောင်ရွက်နေရတယ်ရှင့်ဟုတ် အမျိုးသမီးမဟာမိတ်ကတော့အဖွဲ့ဝင်ဖြစ်တယ်ပေါ့နော်အဲဘာကြီးလုပ်နေရလဲဆိုတော့ဒီအမျိုးသမီးကောတွေထွက်တယ်အဲလူလူတပိတ်တွေပေါ့နော်ဒီဒေသတွေမှာရှိရဲ့အမျိုးသမီးအင်အားတွေနဲ့ပေါင်းပြီးတော့ပေါ့နော်အဲတပိတ်မှောက်တာမျိုးတွေဟာအင်အားကောင်းကောင်းမှောက်ခင်နိုင်တာရှိရဲ့နောက်ပြီးတော့ပေါ့နော်ဒီ အရေးပေါ်ဆစ်ဆောင်တဲ့အခြေအနေမှာဆိုလို့ချင်းရင်ညီမတို့ဒီပေါ့နော်အမျိုးသမီးမဟာမိတ်အဖွဲ့ဝင်ကြီးကိုစားပြည်နေနဲ့ဒီမြေပြင်မှာဆိုလို့ချင်းရင်ပေါ့နော်ဆစ်ဆောင်နေအတွက်အမျိုးသမီးသုံးဆောင်ပစ္စည်းတွေဝေတာမျိုးကြီးရှိတယ်အနောက်ကြမြေပြင်မှာဆိုလို့ချင်းရင်ပေါ့နော်ဒီအဲဟိုကျွန်တော်ရဲ့ဘာလို့ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်အကြဖတ်ခံရတဲ့အမျိုးသမီးတွေရှိလို့ချင်းလဲညီမတို့အနေနဲ့အဲတွားရောက်ပြီးတော့ပေါ့နော်ငွေအားဖြစ်တော့လကောင်းအာဒါမဟုတ်လို့ချင်းရင်လဲညီမဟိုပို့ပို့ပေါ့နော်ဒီအပိစကားတော့လကောင်းတွားရောက်ပြီးတော့ အကူပေးတာမျိုးတွေတော့ရှိပါတယ်လို့ဟုတ်ကဲ့ဘာကြောင့်မို့လို့အမကဒီတပိတ်တွေထဲမှာပါဝင်ဖြစ်ခဲ့ရလဲရှင်အမအနေနဲ့ဆိုရင်ဒီလူလူတပိတ်ကိုစပါဝင်ခဲ့တာကပေါ့နော်ဒီ2021ပေါ့နော်အာနာသိန်းကစားလူလူအောင်ကြွားမှုတွေအဲလူလူလှုပ်ရှားမှုတွေများပြားပေါ့နော်မြေပြင်မှာပေါ့နော်တကယ်ဟိုပေါ့နော်ဒီအင်အားကောင်းကောင်းနဲ့ထွက်ရှိနေရမျိုးရှိအဲ့မှာအဲကိုနိုင်ရတော်နိုင်လဲစီရနေပြီးတော့ပူပေါင်းမယ်ဆိုပြီးတော့ပေါ့နော်ဒီတပိတ်တိုက်ပွဲတွေမှာနေတူကပေါ့နော်အဲလိုက်ပါပူပေါင်းခဲ့တယ် အဲ့ဒီအရည်တစင်ပို့ပြီးတော့တိလိုက်တာကဒီတပိတ်တွေရဲ့အရေးကြီးပုံတွေကိုပို့ပြီးတော့တိလာရတယ်။အဲဒီလူလူတပိတ်တွေကအရေးကြီးတယ်ပေါ့နော်။လူလူရဲ့အတန်တွေကအဲဒီအာနာသိန်းနာကိုလက်မခံချောင်းကိုနိုင်ငံတကာမှာတိဖို့အတွက်လို့တလို့အဒီဒေတာရင်းပေါ့နော်ပြီးမိဘပြည်သူတွေအနေနဲ့ကနေပြီးတော့လဲဒီလိုလက်မခံတာတွေကနေရူကကျွေးကြော်နေဖို့အတွက်လိုတယ်လုံးဝမှအဒီသူအေးသွားလို့မရဘူးပေါ့နော်ဒီလိုနေရူကကျွေးကြော်နေတော့ဒီလိုလူလူတပိတ်တွေရှိနေတော့ကြတော့ပေါ့နော်ဒီမတရားမှုကို စန့်ကျင်တော်လန်တဲ့နေရာမှာတနေ့တရက်မှမပြတ်ဘူးတော်လန်စိတ်တွေညစ်ရွာရှိဖို့အတွက်လိုအပ်တယ်ဆိုတဲ့ဒီစိတ်နဲ့ဒီနေ့ဒီချိန်ဒီပေါ့လူလူတပိတ်တွေပေါ်မှာဆက်လက်ပြီးတော့ပါဝင်နေရမျိုးပါတယ်လို့ဟုတ်ကဲ့ဒီတပိတ်တွေအားကောင်းလာတယ်ပေါ့နော်2021ခုနှစ်ကိုပြန်သွားလိုက်အောင်လေလူတွေက online ကျင်းလိုက်နေဒီဆနာပြလှုပ်ရှားမှုတွေလုပ်ခဲ့လဲပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာပြန်လဲပြီးတော့တပိတ်တွေငြိမ်ကျသွားတယ်ပေါ့နော်အဲ့ဒီငြိမ်ကျသွားတဲ့အပေါ်မှာရောအမအနေနဲ့ဘယ်လိုမျိုးသုံးသပ်ပြီးလဲရှင့်အရှင်တော့ကတော့ပေါ့နော်ဒီတပိတ်တွေမှာကျေးလက် မော်မြို့ပြရောက်မှာလို့ရှိရင်လူလူတွေအွန်လိုင်းကျင်းလိုက်ပေါ့တကယ်ကိုကြက်သီးထကြအင်အားကောင်းကောင်းနဲ့ထွက်ရှိနိုင်တယ်အာအင်မတန်မှလည်းအများကြီးပဲပေါ့နော်ဒီလိုအခြေအနေမှာဘာလဲဆိုတော့ကြတော့အာဒီစစ်တပ်ကနေပြီးတော့ပေါ့နော်အဲမြို့ပြတွေမှာဆိုလို့ချင်းချင်းဒီတပိတ်တွေမှာဆိုလို့ချင်းချင်းမတရားရဲ့ဆက်ဆက်ဖြိုခွင်းတာမျိုးတွေရှိတယ်အဲဒီတပိတ်မှောက်တဲ့သူတွေကိုပေါ့နော်ပုံစံမျိုးစုံနဲ့ဖမ်းဆီးတယ်ပြီးတော့ကြတော့အနှိမ့်ဆက်တယ်ပေါ့ဒေတာရင်းတွေမှာဆိုလည်းဘယ်လိုဖြစ်လာမလဲဆိုစစ်လက်ကလူလူတွေမှာဆိုလို့ချင်းချင်းလည်း အဲဒီစစ်ကြောင်းထိုးနေလမ်းပေါ့နော်ဒီသူကနေပြီးစိုက်ဝါဖြန့်ထားခဲ့တယ်ဒီရွာကိုစစ်ကြောင်းထိုးတာကဒီလိုတပိတ်တွေရှိလို့မို့သူတို့စစ်ကြောင်းထိုးတယ်လက်နက်ကြီးထုတာကဒီလိုတပိတ်တွေလုံးလို့အဲလူလူတပိတ်တွေရှိလို့မို့ဒီလိုလုတ်တယ်ဆိုတော့အချိန်ကအရင်တုန်းကတော့ကောင်းခဲ့တယ်လိုင်းကြီးကောင်းခဲ့ကြတယ်ချိန်ကာလကြာလာရင်းနဲ့မြပြည်သူလူထုထဲမှာဘာရဖြစ်သွားလဲဆိုတော့ကြတော့ဒီစစ်တပ်ရဲ့ပေါ့စစ်တပ်ကလည်းတကယ်ရဆက်ရုံမှိုင်းဒီလိုရုံမှမှုတွေကိုပြည်သူလူထုကနေပြီးတော့လဲအဲကြောက်ရွံ့သွားတာမျိုးလည်းရှိတယ်သူကလည်းတကယ်လုတ်ပြတယ် တကယ်ဒီလိုတပိတ်ထွက်လို့ချင်းချင်းသူတို့အနေနဲ့ဒီစစ်ကြောင်းထွင်းလဲပြောသွားရေးဒါတပိတ်ထွက်လို့မဟုတ်စစ်ကြောင်းထွင်းရေးဒီလိုမျိုးတွေစိုက်ွားရေးထွက်သွားတဲ့ခါမှာပြည်သူတွေအတွက်ကလည်းအဲလုံခြုံရေးရာစိုးရင်ကြောက်ရွံ့တာမျိုးတွေရှိတယ်။နောက်တစ်ချက်ကပါလဲဆိုတော့ဒီအချိန်ကြာလာတဲ့အမျှပေါ့စောင်းဝင်းနေရေးအခက်ခဲကြီးတွေ့လာကြတယ်။စောင်းဝင်းနေရေးဒီပေါ့နော်အဆဆရေးရာကုန်စည်စင်းနှုံးတွေကလည်းအဆမတန်တန်လာကြတဲ့ခါမှာမမတို့ကအရင်တုန်းကတက်မနဲ့ခင်းလောက်ကိုအလုတ်ကိုလိုက်ပြီးတော့ညနေပိုင်းမှာဆိုလို့ချင်းတပိတ်တိုက်ပွဲလိုက်မယ်လို့ အဲ့လိုစိတ်သက်ရှိတဲ့သူတွေကအခုလက်ရှိအခြေအနေမှာဆိုလို့ချင်းချင်းကိုယ့်ရဲ့မိသားစုစာဝင်းနေပြည်ထနာမှာစီးပွားရေးအခက်အခဲအကျက်တဲကြဖို့တနေ့ကုန်အလုံလုံးမှစားရမယ့်အခြေအနေကိုဖြစ်နေတဲ့ဟာမှာချို့တွေကစိတ်သက်တွေတာပြင်းပြန်တာမျိုးရှိတယ်လူလူတစ်ပိတ်ပေါ်မှာပါဝင်ကျင်တာမျိုးရှိဒါပေမဲ့သူတို့အနေနဲ့စီးပွားရေးအခက်အခဲအကျက်တဲကြောင့်မို့အမ်ဒီပေါ်နော်ဒီတပိတ်တွေပေါ်မှာအားရော့သွားတာမျိုးကြီးလေဒီလိုအခြေအနေမျိုးကြီးရှိတယ်ပေါ့နော် ဟုတ်ကဲ့အခုလိုအခက်ခဲတွေချာခါနေပြောဒီတပိတ်ကိုလှုပ်ရှားရတဲ့အခါမျိုးမှာပေါ့နော်အမအနေနဲ့ဘယ်လိုမျိုးအခက်ခဲတွေအများဆုံးကြုံတွေ့ရလဲရှင့်အခက်ခဲကြုံတွေ့ရတော့ဒီညီမတို့ကကြတော့တကယ်တော့လူလူတပိတ်အဲလူလူတပိတ်ကိုပူပေါင်းဆောင်ရနေတဲ့သူတွေဖြစ်တယ်ဒေသရင်းတပိတ်တွေကိုအင်အားကောင်းကောင်းနဲ့မှန်တကယ်တော့ဒီလိုတပိတ်တွေလူလူအင်အားတွေကောင်းတာကိုပို့ပြီးတော့ပေါ့နော်အဲဟိုအားရှိတာပေါ့ဒီလိုအခြေအနေမျိုးမှာဆိုရင်လူလူတွေအကြောင်းမျိုးမျိုးကြောင့်မို့ဒီတပိတ်ပေါ်မှာပါဝင်နိုင်မှုယွန်နေသွားတဲ့အခါမှာ အဲလူလူတွေအများတွေ့ရသွားလားအဲစသဖြင့်အကြောက်ရိုက်များများအယမ်းကိုပဲများသွားလားဆိုပြီးတော့ဒီလိုအခက်ခဲမျိုးတွေတော့ဒီလိုဒီလိုစိန်ခေါ်ချက်ဒီလိုအတွင်းမျိုးတွေတော့ဝင်သွားတာမျိုးတွေလည်းရှိတယ်။ဒါမဲ့မြေလက်ရှိမှာဆိုလို့ချင်ရင်လည်းပေါ့နော်ဒီမြေပြင်ချင်းနေမှာဆိုလို့ချင်ရင်လည်းတပိတ်လုံးဖို့အတွက်ကပေါ့နော်အတော်တော်လေးစိန်ခေါ်မှုကြီးတယ်လို့ပြောရမယ်ပေါ့နော်အဲမျိုးပြမှာဆိုလို့ချင်ရင်လည်းတကယ်ကိုပေါ့နော်စိန်ခေါ်မှုကကြီးမရဲ့ဒီကြားထဲကနေပြီးတော့ပေါ့ဒီနေ့ဒီချိန်ထိပေါ့နော်ရရဲ့နီးလန်းနဲ့ဆက်လက်ပြီးတော့ထွက်ရှိနေတဲ့တပိတ်တွေလည်းရှိသေးတယ်လူငယ်တွေလည်းရှိသေးတယ် အဲ့လိုပဲဒီကြည်လက်မှာဆိုလို့ချင်းချင်းလဲဒီလေချောင်းရန်လက်နဲ့ကြီးရန်စစ်ချောင်းထိုးတာကြီးဈားတရနေမှအရင်တုန်းကလို့အားကောင်းကောင်းနေတူကမထွက်နိုင်ခဲ့ဘူးဆိုရင်တော့မယ်အခက်ခဲအကျက်တဲ့သာသာပြအခက်ခဲမျိုးစုံဈားတရနေပြီးတော့ဒီနေ့ဒီချိန်ထိတော့အဲဒီထွက်ရှိနေရမျိုးတွေတော့ရှိတယ်ပေါ့နော်အခက်ခဲကတော့အဲအဓိကတော့လုံခြုံရေးအခက်ခဲတာမျိုးတွေရှိတယ်စောင်းဝင်းနေကြီးအကြောင်းအကြောင်းမှုတချို့တွေမြို့ပြမှာသွားပြီးအလုပ်လုပ်ရတာမျိုးတွေရှိသွားတယ် အဲကိုယ့်ရဲ့တောင်သာလုပ်ငန်းမှာပေါ့နော်အားစိုက်ပြီးပြန်လုပ်ရတဲ့အခါမျိုးရှိတော့လူလူတွေအဲနဲသွားတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကတော့ခက်ခဲလေးတွေပါမြင်နေတော့ဟုတ်ကဲ့ဒီလူဒူးကပေါ့နော်ဒီစနားပြလှုပ်ရှားတဲ့အခါမျိုးမှာပေါ့နော်သူတို့အမှန်တရားတွေပြောနေတဲ့အတန်လေးအော်နေတဲ့တန်နေကြားတဲ့ခါမျိုးတော့ခါမျိုးမှာပေါ့နော်ဒီအမရဲ့စိတ်ထဲမှာရောဘယ်လိုမျိုးတွေခံစားရလဲရှင်အဲလူထုရဲ့အမှန်တရားဆိုတော့နေရူကပေါ့နော်ကျမတို့ဒီမတရားအနာသိမ့်ခံရတာလူထုတွေကဒီအမှန်တရားဒီပေါ့နော် ခုမြေပြင်မှာဆိုအမှန်တရားဆိုရတဲ့ကျမတို့အားလုံးကဒီလူခွင့်ရေးတွေချုပ်ဖောက်ခံရတယ်လူခွင့်ရေးချုပ်ဖောက်ခံရတယ်ပြည်သူလူထုရဲ့တရားမျှတမှုကတရားမျှတမှုလုံးဝမရှိဘူးသူတို့လုံနေရတယ်ပုံမှန်ကျမတို့ဒီလူခွင့်ရေးဆိုတာတော့အဲအရင်တုန်းကတော့ပဲခွင့်ရေးဆိုတာလူတယောက်မှာပြပြဝဝမရှိခဲ့ဘူးပြပြဝဝလည်းမရခဲ့တဲ့ပြင်ဒီကာလမှာဆိုပို့ပြီးတော့စိုးတယ်ကိုယ့်အိမ်ကိုယ့်ရွာမှာမနေရဘူးစစ်ကြောင်းထိုးတယ်နေအိမ်တွေကိုမီးရှို့တယ်အဲဒီဖန်စီခေါ်ဆောင်သွားတာမျိုးရှိတယ် ဒီလိုအခက်ခဲမျိုးစုံရှိလာတဲ့ခါကျတော့ကျတော့အဲဒီလိုအခက်ခဲမျိုးစုံတွေပြည်သူလူထုကနေပြီးတော့ခံစားနေရတီးအတွက်ကြောင့်မို့လဲသူတို့တွေဘလောက်ပဲအခက်ခဲကြက်တဲ့ရှိရှိဘလောက်ပဲအဲဒီပေါ့နော်စာဝင်တွေအခက်ခဲပဲရှိရှိလုံခြုံရေးအခက်ခဲတွေပဲရှိရှိတကယ်တကယ်ပေါ့နော်အရေးကြုံလာတဲ့ခါမှာတော့လူထုကနေပြီးတော့အမှန်တရားဘက်ကနေအမြဲရှိနေသေးတယ်ပုံမှန်နေတူကမလိုက်နိုင်ဘူးဆိုရင်တော့မယ်တကယ်တကယ်ကောထွက်တဲ့နေ့တကယ်တကယ်အရေးကြီးတဲ့ အဲနေဒုနေမြတ်တွေထွက်ရမယ်နေ့ဆိုလို့ချင်းအဲရှေ့မှာထွက်ခဲ့တဲ့ရှစ်လေးလုံးနေ7ဇူလိုင်နေ့မျိုးဆိုလို့ချင်းလူလူကဒီစစ်တပ်တွေပေါ့နော်မတရားအနာသိမ်းထားရဲ့စစ်တပ်တွေအမှန်တရားရရှိဖို့အတွက်မြေပြင်မှာသူတို့တွေကဒီလူတွေရက်ဆက်ကြမ်းကြုတ်နေရတွေကပြည်သူလူတွေဒုက္ခမျိုးစုံခံစားနေရတယ်ဒီအတွက်ပေါ့နော်အတရားမျှတမှုရဖို့အတွက်ဆိုပြီးတော့အာအခကွင်းတင်တင်တယ်လို့မျိုးပေါ့နော်အာအင်အားကောင်းကောင်းနဲ့တောင်းဆိုနေရမျိုးတွေလည်းအခုလက်ရှိချိန်ဒီရှိသေးရပေါ့နော် ဟုတ်ကဲ့ဒီရင်းမပင်ဆလင်းကြီးတပိတ်မာရောအမားကဖွဲ့ဝင်တယောက်ပေါ့နော်ဒီအမျိုးသမီးတယောက်နေနဲ့ခဏအသီးသီးမှာပေါ့နော်မတူညီတဲ့နေရာတွေမှာမတူညီတဲ့ဒီအမျိုးမျိုးပေါ့နော်ခဏအသီးသီးမှာလှုပ်ဆောင်ရတဲ့အခါမျိုးမှာရောဖိနှိပ်မှုတွေခွဲခြားဆက်ဆံခံရတာတွေရောရှိလားရှင့်ဟုတ်ကဲ့ပါဒီညီမတို့ပေါ့ဒီဒါဆိုရင်ညီမပင်ဆလင်းကြီးရောပေါင်းစုံတပိတ်အဖွဲ့ဝင်တဦးဖြစ်တယ်ဒါပေမဲ့ညီမတို့ရဲ့အဖွဲ့အစည်းတွင်းမှာအဖွဲ့အစည်းတွင်းမှာအဖွဲ့ရဲ့ဌာနမှာတော့ဒီ ကျမခွဲခြားဆက်ဆံတာမျိုးတွေကတော့မရှိဘူးပေါ့နော်အဲဒီအတွက်လည်းသူတို့တွေဒါတွေကခွဲခြားစရာမလိုဆိုတာလေးကိုအတိထားကြတဲ့သူလေးရှိတော့ဒါဒီလိုမျိုးအခွင့်အစည်းတွင်းမှာတော့ဒီလိုခွဲခြားတိနှိတာမျိုးတွေကတော့မရှိဘူးပေါ့ဒါမဲ့အဲအခွင့်အစည်းတွင်းမှာမရှိဘူးဒါပတ်ဝန်းကျင်မှာကြာတော့ကြာတော့ဒီမျိုးသမီးတွေအတွက်ပေါ့နော်ရှေးရိုးစွန်းနေတဲ့အမှုအကျင့်တွေကြောင့်မို့အဲကဲ့ရဲ့ခြေနာတွေရှုံချခြင်းနာတွေအဲလုံနေတဲ့လောက်ရက်တွေပေါ်မှာတွေကိုအပြစ်မြင်တာမျိုးဒီလိုအခြေအနေမျိုးကရှိနေကြသေးတယ် အဖွဲ့အစည်းတွေမှာမရှိဘူးရရဒေတာတွေအနေနဲ့ကတော့အဒီလိုအကျင့်လေးကတော့အအများကြီးမပြောင်းလဲနိုင်သေးဘူးပေါ့နော်ဥပမာပြောရမယ်ဆိုရင်ညီမတို့ကအလူလူတပိတ်မှာပါဝင်နေတဲ့သူတွေဖြစ်တယ်အဲ့တော့အမြဲတမ်းတပိတ်တိုက်ပွဲဆိုညီမတို့အနေနဲ့ကလမ်းပေါ်ပဲထွက်နေရလမ်းပေါ်ထွက်နေရတဲ့အချိန်မှာညီမတို့ကကိုယ့်ရဲဘော်တွေကိုယ့်မောင်နှမတွေကိုယ့်အဖွဲ့အစည်းကလူတွေနဲ့ကနေရူကသွားလာရတာမျိုးရှိတယ်ပေါ့နော်ဒီလိုသွားလာမျိုးရှိတဲ့အခါမှာပဝင်းကျင်ရွာဒေသဘာတွေမြင်းလာပြီလဲဆိုတော့အမျိုးသမီးတယောက်က ဒီယောက်ျားလေးနဲ့အဲတောတော်လာလာရှိနေတာဒီယောက်ျားလေးဆိုင်ကနောက်ကနေပြီးနေသူကပတ်သွားတာမျိုးတွေဒလဟာမျိုးတွေဆိုလို့ချင်းပဝန်းကျင်ကဒီလမ်းကြောင်းကနေသွေဖယ်ခြင်းစိတ်ပေါက်လို့ညီပါ့ကိုတော်တော်ရိုက်ခက်တဲ့တန်တွေကိုခံရတယ်ပေါ့နော်ဒီလူနဲ့လိုက်သွားရင်ဒီလူနဲ့ပေါ့နော်အဲဒီပြောရမယ်ဆိုရင်ရရဒီဒေတာရဲ့အပြုတ်မှုရအဲဒီလူနဲ့ပေးစားခြင်းလားလို့လို့အဲ့လိုမျိုးတွေပေါ့ဒီလိုအကျင့်တွေကတော့အဲ့ဒီရှိနေကြမျိုးရှိရဒါပေမဲ့ဗာလဲဆိုတော့ဒီဟာကအားလုံးကကျမတို့ကကြတော့ ဒီလမ်းချင်းတူလို့မဟုတ်လူချင်းတွေ့နေကြတဲ့သူတွေပဲကိုရဲဘော်ရဲဘက်တွေနဲ့ပတ်ဝန်းကျင်ကဘလို့ပဲပြောပြောဘလို့ပဲအမျိုးသမီးနေနဲ့ဒီမိန်းကလေးနာမည်ပေါ့အမြဲလမ်းပေါ်မှာပဲလမ်းတလားနေသူတို့နဲ့ဘာညာအကြောင်းမလို့လားတဲ့ပြောပြောညီမတို့ကတော့ကိုလုံးဆရာရှိတာကိုဆက်ပြီးတော့ကိုကိုကိုယုံကြည်မှုရှိရှိနဲ့လုပ်နေရအောင်ပါပဲကိုမိသားစုကလည်းဒီအတွက်ကိုအားပေးတယ်ယုံကြည်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကြတော့အဲပတ်ဝန်းကျင်အနေနဲ့ကတော့ဒီလိုမျိုးတွေအဲခွဲခြားတာတွေဒီလိုမျိုးတွေအဲပြည်မှုဆက်ဆံတာတွေကတော့အများကြီးကြုံခဲ့တာမျိုးတွေတော့ရှိရပေါ့နော် အခုနောက်ဆုံးနေနဲ့ဟိုအမအနေနဲ့အခုနောက်ပိုင်းမှာပေါ့နော်ဘာတွေလုပ်ဖြစ်လဲရှင်ပြည်သူတို့အသိရှိအောင်လို့မျှဝေပေးပါအောင်နော်ဒီအခုနောက်ပိုင်းဆိုတော့ကြတော့အရင်တုန်းကလို့တော့အရင်တုန်းကဆိုလို့ချင်းရင်ဒီညီမတို့ကမနေ့ခင်းမှာဆိုရင်အဲညီမပင်စာလင်းကြီးရွာပေါင်းတော်တပိတ်အနေနဲ့တပိတ်ထွက်တယ်ညနေခင်းမှာဆိုလို့ချင်းရင်ညီမကဒီသွေးမေးတဲ့ရွှေနယ်သွေးရဲ့တပိတ်ကော်မတီတစ်ဖက်အဖွဲ့ဝင်တအူးလဲဖြစ်တယ်ပေါ့နော်အဲ့ဒီရာပေါ့အဲ့ဆိုတော့ညီမတို့ကဒေသတွင်းမှာရွှေနယ်သွေးတပိတ်အနေနဲ့ထွက်တယ်လူစုတွေအွန်လိုင်းကျင်းကြိုင်လဲအကောင်းကောင်းတွေထွက်နိုင်ခဲ့တယ် အဲ့တော့ငါဆိုရင်ဒီတပိတ်တော့ပဲအများအားအချိန်ကုန်နေကြရတယ်မနေ့ခင်းမှာဆိုလို့ချင်းချင်းရွာပေါင်းဆုံးတပိတ်ကိုပူပေါင်းတယ်ညနေခင်းမှာကိုဒေတာတွင်မှာကိုဒေတာလူငယ်တွေလူတွေလူကြီးတွေရွာပေါင်းဆုံးမနေ့ခင်းမှာအဝေးကြီးမှုရွာပေါင်းဆုံးဆိုရရွာပေါင်းဆုံးကိုတွားပြီးတော့ပေါ့နော်တပိတ်မှောင်နေတာဒီလိုရရွာပေါင်းဆုံးကိုတွားပြီးတော့မလိုက်နိုင်တဲ့သူတွေဒေတာတွင်မှာအဲဒေတာတွင်မှာလိုက်နိုင်တဲ့သူတွေမနေ့ခင်းမှာမအားလို့ညနေခင်းမှာလိုက်ဖို့အဆင်ပြေပဲသူတွေဆိုပြီးတော့ဒီလိုပဲညနေခင်းမှာဆိုလို့ရှင်ရွှေနယ်သေးစပိတ်အနေနဲ့နေသူကမှောက်ခဲ့တယ် အဲ့ဒီတော့ဆိုလို့ချင်းလေအဲလူလူအင်အားတွေမိုးရွာရွာနေပူပူညီမတို့ဆိုလို့ချင်းအဲ450တရက်မြောက်ဆက်တပ်ပြင်ရက်တွေကိုပေါ့နော်အတက်မှတ်ပြီးတော့ဘယ်နဲ့ရင်းမြောက်ရောက်ပြီး600နေဆိုလို့ချင်းလေ600ပြီကော့ဆက်တပ်ပြင်အင်တိုင်းအားတိုင်းကိုဥပောင်းပောင်းဝင်တာအများကြီးပဲအခုနောက်ပိုင်းတော့တပြေးပြေးပါလဲဆိုတော့ညီမတို့နည်းနည်းလေနည်းမြေဒေတာရအဲရှုံးတဲ့တွေးဆိုပြီးတော့လေအခါခွင့်တက်မှလားထွက်နိုင်တော့တဲ့အခြေအနေမျိုးကိုလည်းရှိနေပြီရွာပေါင်းဆောင်ဆိုလို့ချင်းလေအရင်တော့က အဲဒီပေါ့နော်ညီမတို့ဆိုရက်ဆက်မပြတ်ထွက်ခဲ့ကြရဲနေသည်ဖြစ်သေးအများသည်ဖြစ်သေးနေလူဟာထွက်ခဲ့ကြဒါပေမဲ့အခုနောက်ပိုင်းကျတော့ဒီပေါ့နည်းမြေအခြေအနေရရောပေါ့နော်အခက်ခဲတွေရဆောကြတော့နေလူဟာမထွက်နိုင်ဘူးဆိုရင်တော့မဲအဲတကယ်တကယ်ကောရှိတဲ့နေတွေဒီလိုမျိုးတွေပေါ့နော်အဲပျောက်ကြားတွေဆက်ပြီးတော့ဒီထွက်နေတာမျိုးရှိတယ်အဲဒီလိုမျိုးနေလူဟာမထွက်နိုင်တော့ကြတော့တပိတ်အရင်လိုနေတိုင်းမထွက်နိုင်တော့ညီမအနေနဲ့ဒီမြေပြင်မှာပေါ့နော်အခုရောက်ရှိနေတဲ့ဈေးမှာဆိုလို့ရှိရင်ဒီစတင်ကြောင်းမှာပေါ့နော်ပညာရေးမှာ ပေါ့နော်ဗောလန်တီယာအနေနဲ့ကူပြီးတော့ပေါ့နော်စာပြီးစာကူတင်ပြနေရမျိုးစာကူပြီးတော့တင်ပြနေရမျိုးရှိတယ်ပေါ့နော်နောက်ပြီးတော့လည်းအခုဒီကာလမှာဒီအတူရောင်ရေကပွဲတည်းပေါ့နော်အတူကအတူရောင်ရေကပွဲတည်းဆန့်ကျင်ပြီးတော့ဘိတ်ကောတွေအင်အားကောင်းကောင်းတွေထွက်ပေါ်လာတဲ့အဲအဲ့လိုလေးပလန်ချထားရရှိပါပဲအခုလိုတော်လန်ပုံကံပြုံးပြီးတော့အမှန်စီစဉ်ဖြည့်ဆို့ပေးရတဲ့အမောက်ချေစုရန်တင်ပါရှင်ဟာဟုတ်ကဲ့ပါအခုလိုတော်လန်ပုံကံပြုံးပြီးတော့အမှန်ကိုပါဝင်ခွင့်ရရတဲ့လည်းအဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပါလိမ့် ဒီဘက်မှာတော့လောက်ပါပဲပိတ်သက်ကြီးတို့ရေနောက်ဘက်တွေမှာဘသူတွေကဒေါ်လန်ပုံကံပြုံမီတို့အာမန်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်